ိုင်းကနေမြန်မာပြည်ကိုဂျာခပွဲစားမလို့ပန်ကိုတိုင်းငွေလွှဲလို့ရအောင်သူစီသူဖိအကောင်ဖွင့်နေလဲကိုလက်တွဲပြောပြပေးမှာပဲဖြစ်ပါတယ်ခဗျာဆက်တဲ့ဖြည့်ပြီးဆိုရင်တော့ let's go ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံးသူစီသူဖေးဝဲကောက်ကို Play Store မှာလာဒေါလောက်လို့ရတာဖြစ်ပါတယ်ဒေါလောက်လို့ပြီးပြီဆိုရင်တော့ Open Code Channel ပြင်သူစီသူဖေးဝဲကောက်ထဲကိုတချမ်းဝင်လိုက်ပါမယ်နော် Okay ဒါဆိုရင်ကျွန်တော်တို့သူစီသူဖေးဝဲကောက်ထဲကိုဝင်လိုက်တာနဲ့ဒီနေရာကိုရလာမှဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီသူစီသူဖေးဝဲကောက်နဲ့ငွေလွှဲလို့ရတဲ့ဘဏ်ကောက်ကတော့ဒီအောက်ကကျွန်တော်တို့ဝဲကောက်နဲ့နောက်ပြီးကျွန်တော်တို့ဒီနေရာမှာဒီဘဏ်ကောက်ကိုငွေလွှဲလို့ရတာပဲဖြစ်ပါတယ်ခဗျာ Okay ဒီနေရာမှာကျွန်တော်တို့သူစီသူဖေးဝဲကောက် ောင်ဖွင့်မဲဆိုရင်တော့ဒီအောက်ကလူလိုကိုလေးနဲ့ profile ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါမယ်။ဒါဆိုရင်ဒီနေရာမှာကြတော့ကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်နော်။ကျွန်တော်တို့ဖုန်းနံပါတ်ထည့်တဲ့အချိန်မှာအရှိက0ကိုထည့်စရာမလိုပါဘူးနော်။ကျွန်တော်တို့ကနံပါတ်ကိုလုံးထည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာတချန်ထည့်လိုက်ပါမယ်။ ဒီနေ့ရမှာကျွန်တော်တို့ရန်ဖုန်နံပါတ်ကိုထက်လို့ပြည်ပြည်ဆိုရင်တော့ဒီအောက်ကအဝါရောက်လေးနဲ့ login register ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါဒါဆိုရင်တော့သူကတော့ကျွန်တော်တို့ခုနကထည့်ထားတဲ့ဖုန်နံပါတ်ထဲကို OTP နံပါတ်ပို့လာပေးမှာဖြစ်ပါတယ်နော် Okay ဒါဆိုရင်ကျွန်တော်ထည့်လိုက်တဲ့ဖုန်နံပါတ်ထဲကိုဒီမှာ OTP နံပါတ်ကြာလာပြီးဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တချန်ထည့်လိုက်ပါမယ်ရှစ်ချောတောက်တဲ့ချောရှစ်ကျွန်တော်တို့ထည့်လို့ပြည်ပြည်ဆိုရင်တော့ဒီအောက်ကအဝါရောက်လေးနဲ့ verify OTP ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါ ီနေရာမှာကြတော့သူတို့ရဲ့ policy တွေကိုလက်ခံကြအောင်ဒီအောက်ကအဝါရောက်လေးနဲ့ SF ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါ Okay ဒီနေရာကိုယော်လာမှဖြစ်ပါတယ်ဒီနေရာကိုယော်လာပြီးဆိုရင်တော့ဒီဘောကကျွန်တော်တို့ foreigner ကိုထားပေးထားရမှာဖြစ်ပါတယ်ဒီနေရာမှာဒီအောက်ကအဝါရောက်လေးနဲ့ nip ဆိုတဲ့ကောင်းကိုထနေပါ โอเคဒီလိုမျိုးပေါ်လာတဲ့ဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်က with using the app ဆိုတဲ့ calculator ချက်နေပြီးကျွန်တော်တို့ရန်ကင်မရာကို permission ဖွယ်ပေးလိုက်ပါနော်โอเคဒီနေရာမှာကျွန်တော်တို့ရန်ကင်မရာကို permission ဖွယ်ပေးလို့ပြီးပြီဆိုရင်တော့ဒီနေရာမှာကြာတော့ကျွန်တော်တို့ရန် passport ဒါမှမဟုတ် CISO ကိုကျွန်တော်တို့ scan ဖာပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကြာတော့ကျွန်တော်ကတော့ CISO နဲ့ဖွယ်မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရန်ပထမဆုံး CISO ရဲ့စာမျက်နှာကိုဒီနေရာမှာ default လေးထပ်ကိုထည့်ပြီးတယောက်ကအပြာရောက်လေးကိုနေပြီးကျွန်တော်ဒါ ော်ရပ်ပေးလိုက်ပါမယ်နော် ီနေ့ရမှာကျွန်တော်တို့ passport ဒါမှမဟုတ်ကျွန်တော်တို့ကောက်ဖွဲတန်း CISO ရဲ့အရေးဆုံးစာမျက်နှာကိုကျွန်တော်တို့ကဒီလေးထောက်ကွယ်လေးပုံလေးထမ်းမှာဝင်အောင်ဓာတ်ပုတ်ရက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဓာတ်ပုတ်ရက်ပေးတဲ့အချိန်ဒီလိုမျိုးအချက်အလက်တွေကိုအကုန်လုံးရှင်းရှင်းလင်းလင်းမြင်အောင်ရက်ပေးရမှာဖြစ်ပါတယ်နော်ဒီတော့ကလည်းသူပြောပြပေးထားပါတယ်ကျွန်တော်တို့ရက်လိုက်တဲ့ဓာတ်ပုတ်ကဒီနေ့ရမှာဝါနေတဲ့အလင်းပြနေတဲ့ဆိုရင်တော့ကျွန်တော်တို့စာမျက်လုံးလုံးမရဘူးလို့ဒီမှာသူကတော့ပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေ့ရမှာကျွန်တော်ရိုက်လိုက်တဲ့ CISO အိုရဲ့ရှေ့သို့စားမြင်နာကတော့ချက်လက်တွဲကိုအကိုလိုရှင်းရှင်းလင်းလင်းကြီးကြီးလေးလေးမြင်ရပြီဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ကပြာရောက်လေးနဲ့စားမြင်ဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါမယ်โอเคဒါဆိုရင်ဒီလိုမျိုးအမှန်ချက်လဲပေါ်သွားပြီဆိုရင်တော့ရပါပြီเนาะဒါဆိုရင်နောက်ထပ် verify identity ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ရဲ့မျက်နှာကို scan ဖပေးရမှာဖြစ်ပါတယ်เนาะခင်ဗျာဒီအောက်ကအဝါရောက်လေးနဲ့ accept ဆိုတဲ့ကောက်ကိုနှိပ်ပြီးကျွန်တော်တို့ရဲ့မျက်နှာကိုတစ်ချမ်း scan ဖလိုက်ပါမယ် โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ရန်မျက်နှာကို scan ဖာလို့ပြီးပြီးဆိုရင်ဒီရောက်ကအဝါရောက်လေးနဲ့ confirm ဆိုတဲ့ code ကိုထည့်နေလိုက်ပါဒါဆိုရင်ဒီ addition နဲ့ document ဆိုတဲ့နေရာမှာကျွန်တော်တို့ထိုင်းနိုင်ငံမှာအလိုလိုကြောင့်ဒီနေ့ရမှာ verify လုပ်ပေးရမှာဖြစ်ပါတယ်နော်ဒီရောက်ကကျွန်တော်တို့ဝါပမဲ့ document ဆိုတဲ့ code ကိုတချန်နေလိုက်ပါမယ်ဒီနေ့ရမှာကျွန်တော်တို့တင်းလို့ရတဲ့စာရွက်စာတာတွေကတော့ဒီဘောကဝါပမဲ့စာရွက် PND ရောက်က pin card ဆိုတဲ့အရာကတော့ကျွန်တော်တို့ပိုင်းရောက်ကနေတင်းလို့ရတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်က ော့ဒီနေရာမှာပိုင်ယောက်ကန်နဲ့တင်မဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာဖင်ကမ်ဆိုတဲ့ကောက်ကိုတစ်ချံရွေးလိုက်ပါမယ်။ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ရန်ပိုင်ယောက်ကန်ရဲ့ရှေ့ဘက်ခြားနဲ့နောက်ဘက်ခြားကိုဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီအောက်က taste apoto ဆိုတဲ့နေရာမှာကင်မရာလိုဂိုလေးကိုတစ်ချံနေလိုက်ပါ။ Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့ပိုင်ယောက်ကန်ရဲ့အရှိဆုံးစာမျက်နှာကိုကျွန်တော်တစ်ချံဓာတ်ပုံရိုက်ပေးလိုက်ပါမယ်နော်။ဒီနေရာမှာကျွန်တော်တို့ဓာတ်ပုတ်ရိုက်ပေးတဲ့အချိန်မှာအချက်အလက်လေးတွေကိုတေချာရှင်းရှင်းလင်းလင်းမြင်ရအောင်ရိုက်ပေးပါတော့ โอเคဒါဆိုရင်အနောက်ဘက်ခြမ်းကိုထည့်ပြီးရိုက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရှေ့ဘက်ခြမ်းကိုရိုက်ပေးလို့ပြည်ရဲ့နောက်ဘက်ခြမ်းကိုထည့်ပြီးရိုက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ရန်ပိုင်းယောင်ကာရရှေဘချားနဲ့နိုဘယ်ချားကိုဓာတ်ပေါ်ရက်ပေးလို့ပြီးပြီဆိုရင်တော့ဒီအောက်ကအဝါရောက်လေးနဲ့ confirm ဆိုတဲ့ကောက်ကိုထည့်နေလိုက်ပါခဗျာโอเคဒါဆိုရင် note ဆင်ဒီ edition နဲ့ information ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ရဲ့အချက်လက်လိပ်စာလေးတွေကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီအပေါ်ဆိုက occupation ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ရဲ့အလုပ်ကိုင်းကိုရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကတော့အလုပ်သမားဖြစ်တဲ့အတွက်ကြောင့်ဒီဘောက employee ဆိုတဲ့ကောက်ကိုတစ်ချက်ဆက်လက်ပေး ေးလိုက်ပါမယ် BND အောက်ကဘေးစနယ်ထိုင်ဆိုတဲ့နေရာမှာ ကြတော့ကျွန်တော်တို့လိုတဲ့လုပ်ငန်းမျိုးစားကိုရွေးပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာဆက်ရောလုံလိုတာဖြစ်တဲ့အတွက်ကြောင့် DLSO က menu function ဆိုတဲ့အကောင်ကိုတစ်ချက်ရွေးလိုက်ပါမယ်ပြီးရင် D အောက်က workspace ကိုနိုင်ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့လိုလိုတဲ့နေရာရဲ့အမည်ကိုထပ်ပေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီနေရာမှာကျွန်တော်လိုလိုတဲ့ဆက်ရောအမည်ကိုတစ်ချက်ထည့်လိုက်ပါမယ် Okay ပြီးရင် D အောက်က warrior purpose ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ 2C 2P warrior ဲ့ကာကိုတိုးပြူချင်တဲ့ရည်ရွယ်ချက်ကိုထပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော်ကတော့ Traffer to Rebate Money ဆိုတဲ့ကာကိုတစ်ချက်ရွေးလိုက်ပါမယ်ကျွန်တော်ကတော့ငွေလွန်ငွေလက်ခံမှဖြစ်တဲ့အတွက်ကြောင့်ဒီသူစီသူဖီဝါရဲကာကိုတိုးပြူချင်တဲ့ကြောင့်ဒီနေရာမှာကျွန်တော်တစ်ချက်ထည့်လိုက်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ထည့်လို့ပြီးပြီဆိုရင်တော့ဒီရောက်ကအဝါရောက်လေးနဲ့ Nip ဆိုတဲ့ကာကိုထည့်နေပါခဗျာဒါဆိုရင်ဒီ Personal Information ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့နေတဲ့နေရာလေးစားကိုထပ်ပေးရမှာဖြစ်ပါတယ်နော်ဒီဘောက address ဆိုတဲ့နေရာမှာ ကျွန်တော်တို့နေ့တိုင်းနေရာလေးစားကိုတစ်ချမ်းထည့်လိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချမ်းထည့်လိုက်ပါမယ်ခဗျာထဲလိုပြပြဆိုရင်တော့ဒီအောက်ကကျွန်တော်တို့နေ့တိုင်းမျိုးကိုဆက်လက်ရွေးပေးရမှာဖြစ်ပါတယ်โอเคဒီနေရာမှာကျွန်တော်တို့နေ့တိုင်းမျိုးကိုတစ်ချမ်းရွေးလိုက်ပါနော် probe ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့နေ့တိုင်းမျိုးကိုရွေးပေးရမှာဖြစ်ပါတယ်ခဗျာโอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်နေ့တိုင်းမျိုးကိုတစ်ချမ်းရှာလိုက်ပါမယ်နော် တချက်ဆက်လက်ပေးလိုက်ပါမယ်။ Okay ဒါဆိုရင် div tray ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့နေတဲ့မြို့နယ်ကိုတချက်ဆက်လက်ပြန်ပြီးပေးလိုက်ပါနော်။ Okay tray ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့နေတဲ့ခရိုင်ကိုရွေးပေးလိုက်ပါခဗျာ။ Okay ဒါဆိုရင်ဒီ personal information ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ရဲ့နေရာလေးစား channel တွေကိုဒီလိုမျိုးအကောလို့ဖြီလို့ပြီးပြီးဆိုရင်တော့ဒီရောက်ကအဝါရောက်လေးနဲ့ name ဆိုတဲ့ကောက်ကိုထည့်နေလိုက်ပါခဗျာ။ ဒါဆိုရင်ဒီမှာ loud တွင်သူကတော့ကျွန်တော်တို့ထပ်လိုက်တဲ့ channel တွေကိုစာပြေတင်နေပြီပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဒီမှာ you are registration and successful complete ကျွန်တော်တို့ဒီသူစီသူဖေဝဲကောက်ဖွဲ့တာကျွန်တော်တို့ဒီနေရမှာ registration လုပ်တာကတော့ successful ဖြစ်သွားပြီဖြစ်ပါတယ်။သူကတော့ကျွန်တော်တို့ရဲ့ account ကို approve active ပေးဖို့ဒီမှာအနည်းဆုံး one day ကနေ3ရက်ထိကြာနိုင်တယ်လို့ဒီမှာသူပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရမှာကျွန်တော်တို့တင်လိုက်တဲ့ channel တွေကိုစာပြေဆက်ဆက်ပေးနေပြီလို့ပြောတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့သူစီသူ ူဖြစ်ဝဲကောက်ကောဒီလိုမျိုး rejection ကောက်လောက်ဖွဲလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ဆိုတဲ့ကောက်ကိုတချန်နေလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်ရန်မေဆွေးတို့ကိုထိုင်းနိုင်ငံကနေကျွန်တော်တို့ဗမာနိုင်ငံကိုဂျာခန်ပွဲစားမလို့ပဲငွေလွှဲလို့ရအောင်သူစီသူဖြစ်ဝဲကောက်ကောဘလို့မျိုးဖွဲလို့ရလဲဆိုတာကိုကျွန်တော်ရန်မေဆွေးတို့ကိုကျွန်တော်လက်တွင်အသေးစိတ်ကောက်ဖွဲပြပေးခိုင်ပြီးပဲဖြစ်ပါတယ်နော်ခင်ဗျာ။ Okay ဒါဆိုရင်တိရောက်ကကျွန်တော်တို့ဒီသူစီသူဖြစ်ဝဲကောင်းနဲ့ဒီနေရာမှာကျွန်တော်တို့ဝေမာနေ ပြန်တရောက်ကကျွန်တော်ဒီဘန်ကောက်ကိုလောက်လွဲလို့ရတာဖြစ်ပါတယ်ဒီဘန်ကောက်ကတော့ကျွန်တော်မတီးပါဘူးเนาะခင်ဗျာโอเคဒါဆိုရင်ဒီလိုမျိုးလောက်လွဲလို့ရတာပဲဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ရန်မေးဆွေးတော့အကိုလိုလန်းဆင်ပြေကြပါစေเนาะခင်ဗျာနောက်ဗီဒီယိုလေးတွင်မှထပ်တွေ့ကြပါမယ်เนาะဘိုင်ဘိုင်